ုဒ္ဓဘာသာဆိုတာဘာပါလဲရှင်ဗျာဘယ်မူတွေကိုအခြေခံပါသလဲဗျာဗုဒ္ဓဘာသာရဲ့အန်တိတ်မှရည်မှန်းချက်ကရောဘာပါလဲဗျာဗုဒ္ဓဘာသာဆိုတာသစ္စာဗျာရဲ့အဆုံးအမဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာတွေလုပ်သင့်တယ်ဆိုတဲ့ way of life ကောင်းကျိုးချမ်းသာရရှိနိုင်တဲ့လူတွေအကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ပြီး တူတည်ဆင်းရဲဒုက္ခရောက်ရှိစေနိုင်တဲ့အဆိုးတရားတွေကရှောင်ရှားဖို့တောတင်ဆုံးမတဲ့ဘုရားရဲ့အဆုံးအမတွေကိုဘုရားဘာသာလို့ဆိုရမှာဖြစ်ပါတယ်။တိရိနိုင်ငံနိုင်ငံမှာဘုရားဘာသာဆိုတဲ့အသုံးကိုမသုံးဘဲနဲ့ဘုရားကမလို့ထင်တဲ့သုံးတာရှိတယ်။ဘုရားကမဆိုတာဘုရားရဲ့အာကမညဆောပြားရဲ့အဆုံးအမတရားတော်တွေတို့ဒီလိုပဲအထိပ္ပယ်ရပါတယ်။ခုခေတ္တဘာသာပြန်တဲ့အခါဘာသာဆိုတာ religion ကိုယ့်ရဲ့စိတ်ကပ်မှုတွေကိုအခြေခံပြီးတော့ဘာသာဆိုတဲ့စကားလုံးကိုသုံးလာကြတာဖြစ်တယ်။မြတ်စွာဘုရားရဲ့အဆုံးအမတွေဆိုတာလိုက်နာကျင့်သုံးရမှာဖြစ်လို့ကိုယ့်ရဲ့စိတ်ကပ်မှုဆိုတဲ့ဟာကတွဲဖက်ပြီးတော့ပါလာတဲ့အရာတွေသာဖြစ်တယ်ပေါ့။မှန်ပါဗျာ။အဓိကကဘုရားဘာသာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတုံတင်ပြတာတဲ့စကားတွေပဲဖြစ်တယ်။ဒါပြင်မြတ်စွာဘုရားက ပါဠိဆုံးမတော်ဆိုတော့ကိုကျင့်တိလ ကောင်းမှုနဲ့လူလူချင်းအကျဉ်းတရားထားဖို့ရှင်ထဲမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိလေသာတရားတွေကိုလျှော်နှဲအောင်လျှော်ချနောက်ဆုံးမှာ အပြည့်တိုင်ဖြည့်ရှင်းပြီးဆဲတို့ကလွမြောက်ဖို့ဆိုတာကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်။အချင်းချင်းပြောရမယ်ဆိုရင်ဘုရားရဲ့အဆုံးအမစကားတွေကိုပိဋကတ်30နိက္ခေ9ပြဓမ္မခန္ဓာပေါင်း7000လေးတောင်မှာ ဒီမှတ်တမ်းတင်ထားတာအဲ့ဒီမှတ်တမ်းတင်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတွေအားလုံးကိုဘုရားဘာသာဘုရားရဲ့ဆုံးမသွန်သင်ချက်များလို့ဒီလိုအတိပ္ပယ်ကိုယူယူရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီဘုရားရဲ့သွန်သင်ဆုံးမချက်တွေကိုလိုက်နာတဲ့ပုဂ္ဂိုလ်တွေကြတော့ဘုရားဘာသာဝင်လို့ခေါ်ကြတယ်အလားတူပြန်တဲ့ religion ဆိုတဲ့အင်္ဂလိပ်ဘာသာစကားကရှုံချီမှုနဲ့ကိုးကွယ်မှုကိုခြေခံပြီးတော့ ြောတဲ့စကားမှန်ပါဗျာဒီမှာတော့အဲ့လိုယုံကြည်မှုနဲ့ကိုယ်ွယ်မှုကိုအခြေခံတာမဟုတ်ဘဲနဲ့လက်တွေ့ကျင့်သုံးမှုကိုဆုလိုတာဖြစ်လို့အချင်းချင်းမှတ်ရမှာတော့ဘုရားဘာသာဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များပဲဖြစ်တယ်သူရဲ့အန်တိတ်မှယူမှန်ချက်ကရောဘာများဖြစ်မလဲဘယ်မှုတွေကိုအခြေခံတယ်ဆိုတာလေးကိုပြောနော်မှန်ပါပါဘူးလို့ဆိုတာတဲ့ဘုရားဘာသာဖြစ်ဖို့အဓိက အကြောင်းတရားကတော့ Amada.